မတို့နေထိုင်ရာကဘာကြီးဟာကိုလက်လန်းမိနိုင်အုတ်ချုပ်နိုင်တဲ့အရွယ်အစားဖြစ်သွားတယ်လို့ပဲကြီးမားကျယ်ဝန်းပြီးဟာလာဟင်းလင်းဖြစ်နေတယ်လို့မထင်ရတော့ကိုလုံးရင်ဖြစ်နိုင်တဲ့အရာတွေနဲ့ပြည့်နေတယ်လို့ထင်လာမိသေးတယ်။ယူရည်သားတဲ့အမုန်းကြောင့်ဖြစ်သောစစ်ပွဲများစအောင်မှအစွဲဖြစ်နေထိုင်ကြသူများကျမမှာတိတ်မတိတာသောအစွဲအလေးတစ်ခုရှိသည် ကျမတနေရာတို့သွားတော့မြည်ကိုခန်းတကားကိုပိတ်ပြီးတော့တော့ခန့်တော့မြည်ပြူတိုင်းကျမအိတ်ထဲမှာတော့ပါရဲ့လားဟုခဏခဏစစ်စေးမိခြင်းဖြစ်သည်အခန်းထဲကနေမထွက်ခင်ကလည်းအိတ်ထဲမှာ စစ်စေးဆန်းတက်ပြီးသားဒါပေမဲ့အခန်းပြင်ရောက်တော့လေတကားကိုဆွဲမပိတ်မီတော့ကလောက်တွေကိုမောင်းမချမီအိတ်ထဲသို့နောက်တစ်ခါစစ်စေးမိပြန်၏တော့တွဲကိုဆမ်းမိယုံနဲ့အာမရအိတ်ပြင်သို့ဆွဲထုတ်ပြီးဒီတော်တဲ့ဟိုးရက်လာကိုမျက်စိနဲ့တိတိကျကျကြည့်ပြီးစိတ်ချရမှတကားကိုဆွဲပိတ်တော့အထက်ထက်ကိုပိတ်ရသည် ဒါတိတ်တော့မဟုတ်တော့ဘူးကျမသိသည်စိတ်ယောဂါကိုနာမည်တက်လို့မရနိုင်ုံအနုစားစိတ်ချင်းတွေတခုဖြစ်သည်စေစိတ်ပညာဝေါ်ရတာဖြင့်ဆိုလျင်ထို့ဆွဲကို obsession နဲ့ neurosis ယောဂါ၏အမျိုးအစားတစ်ခု obsessive compulsive action ဟုခေါ်ပါသည်သို့တော့စိတ်ယောဂါချင်းတွေဟုပြောလို့မရတော့အခြားဆွဲလမ်းမှုတွေကပိုပြီးစိတ်ဝင်စားစရာကောင်းတယ်လို့နားလည်ရလဲပိုခတ်ပါသည် အင်္ဂလိပ်စာရေးဆရာ John Forrest ရေးသော the collateral ဥသောဝတ္ထုတပုတ်တွင်သက်လိုက်သည့်မိမိချောလေးတွေကိုလိပ်ပြများတစိကောင်းများစုဆောင်သလိုပဲစုဆောင်သောဆွဲလန်းသည့်အစွဲပိုက်ရှင်တယောက်ဖြစ်သည်စာရေးဆရာမဆူဇန်အော်လန်၏ the orchid သောက်တွင်သက်ကောင်းသည်အစွဲလန်းကိုတစ်ခုပြီးတစ်ခုရင်းရောင်ပြောင်းသွားရာလိပ်တွေနှင့်ပတ်သက်သည့်အစွဲရေခဲခေရှင်းနှင့်တံပေါင်းများစွာကကြောက်ဖြစ်ယုတ်ခြင်းတွင်နှင့်ပတ်သက်သည့်အစွဲထိုမှတစ်ဆင့်တစ်ခွများသည်သို့ကူးသွား၏ထို့တူပင် ဖိလစ်ပိုင်သမရကရော်ဟောင်းအီမယ်ဒါဤဖက်နက်များကလည်းတော်တော်ထူးဆန်းသောကိစ္စဖြစ်သည်ဖက်နက်တွေကိုထောင်နှင်းချီပြီးများပြားစွာပိုင်ဆိုင်ထားသည့်မှာတာမန်မှလွန်ကဲသောစိတ်ဖြစ်သည်အတကြီးသူဟုပြောရမလားပိုင်ဆိုင်ရက်လေခြင်းဟုအံ့ဩရမလားမသိရိုမေးနီးယားအာနာရှယ်နီကိုလေချောင်းဆက်စကူးနေထိုင်ခဲ့သောနန်းတော်ကိုသိမ်းယူပြီးနောက်နန်းတွင်းမှမြင်တွေ့ရသမျှရွှေငွေစိမ့်တဲ့အသုံးဆောင်ပစ္စည်းများမှငတ်မွတ်နေသော ပြည်သူတို့ဘဝနှင့်လဲယူထားသောအရာများပဲဖြစ်သည်ချောင်းဆက်စကူး၏ဇနီး အယ်လီနာတီလဲအင်မဲဒါလိုပင်စိန်စီတီဖနက်တီတောင်းမွေးကုတ်အင်းကြီးတွေများပြားလှစွာပိုင်ဆိုင်ရက်သူဖြစ်သည်ထိုစုသောမှုများကိုကျမဘလို့နားလဲရပါမလဲဒီထက်ပိုပြီးကြောက်စရာကောင်းသည့်အစွဲအပြုတ်မှုတွေရှိသေးသည်ဒုတိယကမ္ဘာစစ်တုန်းကဂျိုးလူမျိုးတွေနဲ့ပတ်သက်သည့်သူ့အစွဲကိုရက်ဆက်စွာအကောင့်ထက်ပေါ်ခဲ့သည့်ဟစ်တလာကိုစိတ်ရောဂါရှင်ဟုသတ်မှတ်ရမလားအမေရိကန်ပြောင်စုတွင်လူမဲများကိုစန့်ကျင်ပြီးနှိမ်နှင်းတပ်ဖြတ်ခဲ့သည့်ကေတုံးလုံးဂိုင်းသားများ၏အစွဲအပြုတ်မှုတွေကလည်း ကျမနားလဲခံစားနိုင်သည်တဲ့လွန်းနေခဲ့သည်ကျမလမ်းမိတဲ့လောက်တွေးကြည့်သည့်အခါအစွဲဤအဆင့်မျိုးမျိုးခွဲခြားမိသွားသည်တချို့အစွဲတွေကလူလူတွေအနေရကြည့်သည်ဟက်တလာဤဂျူမုံတီမှုအစွဲ K3 လုံးဤလူမဲမုံတီနှိမ့်နေရဲ့အစွဲအိုစမာဘင်လာဒင်အမေရိကန်မုံတီမှုအစွဲထိုအစွဲများကိုအကောင့်ထဲပေါ်တော့အခါလူအသက်ပေါင်းများစွာတေဆုံးပြက်စေရသည်တချို့သောအစွဲတွေကဆွဲလန်းသူကိုယ်တိုင်တွင်အနေရကြည့်သည်ဥပမာ မိုဗီဒီဝစ်ထူမှာကပ်တိန်အဟဲဝေလာငါးကြီးအပေါ်ညိုဆွဲဂျိုရီဖော့စတာကိုဆွဲလန်းသိက်ကတွန်းပို့တဲ့ဖြင့်တမရရေခင်ကိုတနက်ဖြန်လှုပ်ကြံခဲ့တော့ဂျွန်ဖင်လေအဆွဲသိပညာရှင်တွေကပြောသည်ဆွဲလန်းဆိုဒီမှာကြီးပြင်းရင်ကျက်ရတွင်ပါဝင်ပတ်သက်နေသောတာမန်အစိတ်ပိုင်းတစ်ခုဖြစ်သည်ဟုဤပထမအဦးဆုံးကျမတို့ဒီကလေးဘဝတွင်အယုတ်ကလေးတွေကိုဆွဲလန်းသည်တချို့ကတော့အာကစားပစ္စည်းတွေကိုပေါ့ထို့နောက်ကျမတို့၏အဆွဲသည်နိုင်ငံရေးစနစ်များဘာသာရေးများ သဘောတရားများသည့်သို့မြင့်တက်သွားသည်စူဇန်အော်လင်းသည်အစွဲသဘောကိုကြိုးချောင်းညညစွာမှတ်ချက်ချဖို့ဤကျမတို့ဘဝမှာတခုခုကိုဆက်ဆက်လန်းလန်းအလေးထားမိဖို့လိုလိုအလေးထားကြတာပဲတခုခုကိုဆွဲလန်းမိတဲ့အခါကျမတို့နေထိုင်ရာကဘာကြီးဟာကိုလက်လန်းမိနိုင်အုပ်ချုပ်နိုင်တဲ့အရာစားဖြစ်သွားသလိုပဲကြီးမကျဲဝင်းပြီးဟာလာဟင်းလင်းဖြစ်နေတယ်လို့မထင်ရတော့ကိုလုံးရင်ဖြစ်နိုင်တဲ့အရာတွေနဲ့ပြည့်နေတယ်လို့ထင်လာမိသေးတယ်။အဲ့ဒီအထိတော့ဘာအနေမှမရှိသေးပါဘူး။ သို့တော်မိမိအစွဲကိုစိတ်ယူပောက်စွာအကောင့်ထဲပုံမိသည့်အခါမှာတော့ထို့အစွဲသည်ကြောက်စရာကောင်းလာနိုင်ပါသည်။စာရေးဆရာ Robert A. Caro ၏အစွဲကတော့ဟစ်တလာ၏အစွဲလို Bin Laden ၏အစွဲလိုအနေရမပေးခဲ့ပေ။ Caro ၏အစွဲက American ၏38ရောင်းမြောက်သမရ Lyndon B. Johnson ဖြစ်သည်။အစွဲဟုသူကိုယ်တိုင်ကမသုံး။အစွဲဟုသောစကားလုံးမှာယောဂသံသည်အယူဆန်သည်။ကျွန်တော်က Johnson ကိုစိတ်ဝင်စားတယ်။ဒီနေ့အဖြစ်တော့အာနာဟာဘယ်လိုဆွမ်းဆောင်နိုင်လဲဆိုတာကိုကျွန်တော်စိတ်ဝင်စားတာပါဟု။ သူကပြောခဲ့သည်သို့တော့ကျမတို့ကတော့ကာရိုတီအစွဲကြီးသူဟုပြောခြင်းသည်ဘာကြောင့်လဲဆိုတော့သူတီနှစ်ပေါင်း26နှစ်ကြာအောင်တမရဂျွန်ဆင်အကြောင်းလေးလာစုံစမ်းပြီးနောက်စာမျက်နှာတစ်ထောင်ကျော်တိတိုင်အောင်စာအုပ်အတွဲသုံးတဲ့ရေးသားပြုစုထုတ်ဝေခဲ့သောကြောင့်ဖြစ်ပါ၏သူပွားဤ26နှစ်လုံးလုံးတမရဂျွန်ဆင်၏ဘဝကိုစုံစမ်းဖော်ထုတ်ခြင်းဖြင့်အချိန်ကုန်စေခဲ့သည်တမရလင်တန်ပြီးဂျွန်ဆင်ကလည်းတကယ်ပင်သူအာနာဖြင့်မူသားများလှည့်ပြားမှုများကိုဖန်တီးလျက်သူ့ဘဝကိုစုံစမ်းထောက်လန်းသူတွေမသိအောင် ဖုံးကွယ်ထားနိုင်ခဲ့သူဖြစ်သည်စူဇန်အော်လင်းပြောသလိုဆိုလျင်ဂျွန်ဆင်သည်သူကိုယ်တိုင်အစွဲတစ်ခုဖြင့်အမောင်ချထားသောတီးတန်းကဘာနှင့်လုံခြုံအောင်ပုံးကွယ်ရင်းထိုကဘာသည်သူ့အတွက်တကယ်လက်လန်းမိသောအရာဖြစ်ခဲ့သည်ဟုဆိုအားမိသမရဂျွန်ဆင်သည်ကနေဒီလုံခြံခံရပြီးနောက်ဒုတိယသမရဘဝမှာသမရဖြင့်ယာရုတွုံးမြင့်သွားခဲ့သူဖြစ်သည်ဘီယန်စစ်ပွဲတွင်သူနာမည်ပြရသည်သူသမရဖြင့်ရွေးကောက်ခံရပြီးဆက်လက်ထမ်းဆောင်မှုစီယုံရေးစင်းစင်က မေကန်လူငယ်တွေကိုအာရှစစ်ပွဲတွေမှာပါဝင်ဖို့လုံးဝစစ်လွတ်မှာမဟုတ်ဟုကတိပေးခဲ့သည်ထိုကတိကိုသူဖောက်ပြက်ခဲ့သည်ဘာပဲဖြစ်ဖြစ်ဂျွန်စင်ဤတကယ်စိတ်ရင်းကိုကာရိုကနှစ်ပေါင်းများစွာရှာဖွေဖွင့်ထုတ်ချနိုင်ခဲ့ပါပြီကာရိုနေပင်ရှိုးဝဲချက်တစ်ခုကိုဖော်ထုတ်ဖို့ခက်ခက်ခဲခဲအစင်တစ်ဆိုင်လိုက်ခဲ့သည့်အစွဲမှာအံ့ဩစရာဖြစ်သည်ထို့ပြင်ကာရိုဤအစွဲမှာရာသွေးရလက်သည်စားပေးအားဖြင့်ကာရိုဤဘဝမှတ်ကြောက်တစ်ခုဖြစ်သည်အဲ့ဒါလို့ဖြစ်အောင်လဲသူကစူးစမ်းခဲ့သည်ကောင်းသောအစွဲဟုပြောရမလား တကယ်တော့ဆွဲလန်းဟုဒီမှာလှည့်စားတတ်သောအရာတစ်ခုလည်းဖြစ်ပါသည်လူတစ်ယောက်ဒီမိမိကိုယ်တိုင်အမှောင်ချထားသောအစွဲကဘာတစ်ခုတွင်ပုံကွက်နေထိုင်ရင်မိမိဒီသာဤကဘာဤဆက်ကြဝလာဤအရှင်သခင်ကိုခံစားရကောင်ခံစားရနိုင်၏သို့သောတကယ်တမ်းမှာတော့ဘသူကဘသူ့အပေါ်အရှင်သခင်ဖြစ်နေခဲ့တာလေအရိဟံပြအရှင်သခင်ဘဝသည်ဘလောက်ကြာကြာခံနိုင်မှာလဲတကယ်တမ်းကျတော့အစွဲဖြင့်ဖန်ဆင်းထားသောကဘာသည်အမှန်တရားဖြင့်ပြုတ်ကွဲသွားမှာပဲဂျွန်စီဖုံးကွယ်ထားသောရှုပ်ဝဲချက်များကိုဖော်ထုတ်ဖို့ 26နှစ်လုံးလုံးအစွဲလန်းကြီးစွာကဘာလေးတစ်ခုဖန်တီးခဲ့သောကာရိုကိုပဲကြည့်ပါ။ဂျွန်စင်အကြောင်းနောက်ဆုံးစာအုပ်ကိုအပြည့်စုံရေးသားပြီးစီးသွားသည့်နောက်တမနဲ့ခင်မှာဘာရှိုးဝဲချက်မှမရှိတော့သည့်သူ့ပတ်ဝန်းကျင်ကိုပြုံးငနဲ့တွေ့လိုက်ရသည့်အခါသူဘယ်အရာကိုညှဆိုင်ရမလဲ။ကျမတို့အားလုံးကိုလည်းစွဲခေါ်နိုင်ခဲ့ပြီးအတိတ်ပဲဖော်ဆိုပေးနိုင်ခဲ့တဲ့ဖြင့်ပြီးပြည့်စုံပြီးကျင့်နှက်ခဲ့ရသည်မြတ်သူ့ရှာဖွေတွေ့ရှိချက်ကဘာလဲ။နောက်ဆုံးတော့ အာနာတိတကယ်အစွမ်းထက်သည်ဟုသောမှတ်ချက်သည်သာအမှန်တရားဖြစ်ရတော့သည်မဟုတ်လား Reference Time 2nd July 2002ကျူကြီးမုံကြောင်ဖြစ်သောစစ်ပွဲများစာအုပ်မှာ